ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကိုရဲ့17လ2025ကိုရဲ့17လပိုင်း2025ဒီမိုးဟာကျွန်တော်တို့ဖြက်မိုးတွေဟာရွာနေတော့ဆောင်းတိုင်းမိုးတွေဖြက်မိုးတွေဟာရွာတဲ့အခါကျတော့စပါးတွေမရေရသေးတဲ့လူတွေပဲဒီစိုက်ပြီးသားလူတွေပဲမစိုက်ရသေးတဲ့လူတွေတောင်လူတွေမှာအခက်အခဲဖြစ်နေတယ်အဲ့တော့ဒီနေ့ကျွန်တော်တောင်လူတွေတည်ကျင်တဲ့ เนาะအရာလေးတွေရှိလို့ကျွန်တော်ဖတ်ပြီးတင်ပြပြီးတာကျွန်တော်ပထမနေ့ကတင်ပြနေအထာဒီမှာเนาะကျွန်တော်မပြည့်စုံတာတွေရှိတယ်အဲ့တော့ဒီအင်းရင်အကြောင်းလေးတွေကိုကျွန်တော်တင်ပြပြီးအဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်မြန်မာနိုင်ငံကိုတရုတ်အင်းရင်ကနေပဲကျွန်တော်တို့အရင်ဆုံးစပြီးတော့ခြံရတာပေါ့เนาะကျွန်တော်သိသလောက်ပေါ့အဲ့တော့တရုတ်အင်းရင်5 6တို့9မတ်တို့80တို့12ကောင်တို့16ကောင်တို့22ကောင်တို့အကောင်စိတ်တို့ဘုရကအကောင်ကြည့်လိုက်ရင်36ကောင် တော့တရုတ်အင်ဂျင်တွေကကျွန်တော်တို့ကအားထားပြီးတော့တုံးလာအဲ့တော့နောက်ပေါ်လာတဲ့အခါမှာဒီလိုအင်ဂျင်တွေပေါ်လာတဲ့အခါမှာဒီအင်ဂျင်ကတာလာတယ်တာလာလာတော့မှပဲဒီလိုအင်ဂျင်ကအင်ဂျင်တွေတော့မှပဲကျွန်တော်တို့အဲအရေးသွေးမတူတဲ့အဲကုမ္ပဏီမတူတဲ့စိတ်မတူတဲ့အင်ဂျင်တွေလည်းအများကြီးထုတ်လာတယ်အဲ့မှာကျွန်တော်တို့ မျက်စီလဲမှာဆိုလို့ကျွန်တော်ကအရှင်းပြပေးမှာအဲ့တော့ကျွန်တော်ကအင်ဂျင်ရောင်းတဲ့လူလည်းမဟုတ်ဘူးကြော်ညာပေးတဲ့လူလည်းမဟုတ်ဘူးကျွန်တော်လည်းတောင်းလူပဲအဲ့တော့ဒီအင်ဂျင်ကြောင်းကိုကျွန်တော်အရင်ရှင်းပြမယ်ပြီးမှကျွန်တော်ဘိုင်းတွေတောင်းရှင်းမယ်အဲ့တော့အရင်ဆုံးပေါ်တဲ့တရုတ်အင်ဂျင်တွေကကျွန်တော်တို့ဒီဂိုင်းပေါ်မှာတင်လို့မရဘူးเนาะဥပမာ16កောင်တင်ရင်လေဒီဖရေညက်ပေါက်တွေကအကွာဝေးရမတူတဲ့အတွက်ကျွန်တော်တို့ဒီပေါ်မှာတင်ရတာခက်ခဲတယ် ကျွန်တော်တို့ဒီမှာနက်ပေါက်ပိုင်းကြီးဖရိန်ပိုင်းကြီးပြန်ပြီးတော့ကျွန်တော်တို့အစားခံပြီးပြုပြင်ပြီးတော့လုပ်မယ်ဆိုရင်ရတယ်သို့တော်လည်း22កောင်အင်ဂျင်76កောင်အင်ဂျင်ဆိုတာတားလေးတယ်လေးတဲ့ခါကျတော့ဒီခိုင်းခြေပေါ်မှာတရုတ်အင်ဂျင်တော့ရှိတယ်ကွာတရုတ်အင်ဂျင်တင်နေတယ်ဆိုရင်တရုတ်အင်ဂျင်ကဒီခိုင်းခြေပေါ်မှာဒီတင်ဖို့တဲ့နက်ပေါက်တွေမတူတဲ့အတွက်နက်ပေါက်တွေကြောင်းလဲပြရမယ်နောက်တစ်ခါပို့ပြီးအစိုးတစ်ခုကတရုတ်အင်ဂျင်22កောင်ကြီး တားလေးတယ်နော်လူနှစ်ယောက်သဘိုးဆိုပြီးခမ်းမယ်ကောက်ထမယ်ဆိုရင်ကျွန်တော်တို့တန်တဲ့လူတော်ဒူးတော်အောင်ထနှစ်ယောက်ကဒီအင်ကတော့မဟုတ်ပါဘူးပော့ပော်လေးနော်ကျွန်တော်တို့နှစ်ယောက်ကောက်ခမ်းမယ်ဆိုရင်တာတာလေးခမ်းနိုင်တယ်အဲ့တော့တေးဝင်ကြီး22ကောင်တင်တဲ့အခါကျတော့အင်ဂျင်ဝိတ်ကတားလေးတဲ့အခါကျတော့လှဲဝီးရာရှေ့ကိုတားလေးတဲ့အခါကျတော့မောင်းရတာမကောင်းဘူးဒါကအင်ဂျင်ရဲ့အလေးဖရိမ်မတူတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးတယ် နောက်တစ်ချက်ကအည်သွေးပိုင်းအည်သွေးပိုင်းကတရုတ်အင်ဂျင်ကြီးဒီအင်ဂျင်တွေကိုလုံးဝမမြင်ဘူးဒီအင်ဂျင်ကြီးအကောင်ဆုံးအင်ဂျင်အဲကိုဘူဒါအင်ဂျင်ကိုဘူဒါအင်ဂျင်ကြီးဒါဂျပန်ကုမ္ပဏီကနေပြီးတော့ထိုင်းနိုင်ငံမှာဆက်ယုံထောင်ပြီးတော့ဂျပန်မူနဲ့ခိုင်းရနေပြန်ထုတ်တာအဲ့တော့ကိုဘူဒါကုမ္ပဏီကဂျပန်နိုင်ငံကနေတစ်ဆင့်ပြန်ထုတ်ခုံနည်းတူပဲထိုင်းနိုင်ငံမှာဒီလိုအင်ဂျင်ပုံစံမျိုးတွေကိုထိုင်းကုမ္ပဏီ ခြားကုမ္ပဏီတွေကထက်ထက်ကုမ္ပဏီတွေကဒီဇယ်တိုင်းနဲ့တူအောင်လိုက်လုပ်တယ်လိုက်လုပ်တဲ့အခါကျတော့ကျွန်တော်တို့ဒစိပ်ပိုင်းတွေကွာလာတယ်ကွန်ပျူတာဆိုတဲ့เนาะဒစိပ်ပိုင်းတွေကွာလာတယ်เนาะဒီမှာ KUBOT နဲ့เนาะကျွန်တော်တို့ကွန်ပျူတာဆိုဖြစ်တယ်အချို့ကျွန်တော်ခုနကလိုင်းပေါ်မှာညံရတဲ့အခါကျတော့အဲ KOB KO KOBU နဲ့ပြန်ပြီးတော့တစ်ခါထွက်တယ်เนาะ ဲကွန်ပျူတာကိုသူက KO BU TA ဆိုပြီးကွန်ပျူတာနဲ့ပြန်တယ်ဒီကောင်ကကွန်ပျူတာအစစ်က KU BO TA နဲ့တွားလာအဲ့တော့ဒါကွန်ပျူတာဒါပထမကွန်ပျူတာအစစ်ဒါပေမဲ့ဒီကွန်ပျူတာအစ်စ်ဒီဟိုတုန်းကဂျပန်နိုင်ငံလာတဲ့ကွန်ပျူတာအင်ဂျင်ကိုမမီတန်းအောင်အဲ့တော့ဒီကောင်ကထိုင်းနိုင်ငံမှာဆက်ယုံထောင်ပြီးထိုင်းနိုင်ငံကနေတဆင့်ပြန်ထုတ်တယ်ကွန်ပျူတာကုမ္ပဏီကကွန်ပျူတာကုမ္ပဏီကနေဂျပန်လာတဲ့ဟိုတုန်းက ျွန်တော်မြန်မာနိုင်ငံကိုအဲ120လေးတွေအာတီကိုဘူတာ120ဆိုပြီးလာတယ်အာတီနဲ့အာတီနာမည်နဲ့လာတယ်သို့တော်လည်းသူ့ရဲ့ကုမ္ပဏီနာမည်ကကိုဘူတာဆိုတဲ့တစိမ့်ပါတယ်အဲ့အင်ဂျင်တွေကဟိုးဂျပန်နေလာတဲ့အချို့အင်ဂျင်လေးတွေရှိတယ်ကျွန်တော်တို့ဟိုတုန်းကเนาะကျွန်တော်မြန်မာနိုင်ငံမှာအဲ့အင်ဂျင်တွေလည်းတအားကောင်းတယ်အဲ့တော့ကိုဘူတာအင်ဂျင်ဒီအထက်ကအည်သွေးတွေကောင်းတယ်ထို့နည်းတူပဲခိုင်းမှာ ဒီဒီဇိုင်းမျိုးဇက်ဒီအဲဇက်ဒီ155ပလက်ဇက်ဒီ140ဇက်ဒီ120ပလက်ဆိုပြီးဒီဇိုင်းတွေလာလဲသို့တော်ညာလဲထိုင်းနိုင်ငံအနေပြီးတော့ကွန်ပျူတာဒီဇိုင်းမဟုတ်တဲ့ကွန်ပျူတာဒီဇိုင်းမဟုတ်တဲ့အင်ဂျင်ပုံတံတူတွေထပ်ထုတ်ထပ်ထုတ်တဲ့အခါကျတော့ကျွန်တော်ကြည့်တဲ့လောက်ကတော့အည်သွေးဟာတအားกว่าနော်ကျွန်တော်တို့မောင်းရတဲ့အရသာအဲပစ္စည်းတွေရဲ့ကြန့်ခိုင်မှုတန်အည်သွေးတွေဟာတအားกว่าအဲ့တော့ ဒီဇိုင်းတူတိုင်းဒီလိုဒီဇိုင်းတူတိုင်းကျွန်တော်တို့အင်ဂျင်ကောင်းပြီလို့မထင်နဲ့သို့တော်ညာလဲကျွန်တော်တို့အပေါ်ကဒီစိတ်ကိုကြည့်တယ်ကွန်ပျူတာဒီစိတ်နော်ကွန်ပျူတာဒီစိတ်ကွန်ပျူတာကုမ္ပဏီကနော်သူ့ရဲ့ဒီစိတ်ဟုတ်မဟုတ်နော်အဲ့တော့အခုမြန်မာနိုင်ငံကိုလာတဲ့ဘုံကထိုင်းနိုင်ငံကြီးတစ်ချက်မြန်မာနိုင်ငံကိုပြန်လာတဲ့ဘုံကဒီဘုံနဲ့လာတယ်နော် KUBAT ကွန်ပျူတာဆိုတဲ့ဘုံနဲ့လာတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ ကိုဂူရာအင်ဂျင်ထိုင်းနိုင်ငံကစက်ရုံထောင်ပြီးပြန်ထုတ်တဲ့အင်ဂျင်အရည်သွေးကောင်းတယ်ထိုင်းနိုင်ငံမှာလည်းခုလိုပုံတန်မျိုးတွေအများကြီးပဲထပ်ထုတ်တယ်နော်နာမည်တွေအများကြီးပဲနာမည်တွေအများကြီးထုတ်နေတဲ့အခါကျတော့ဒါတွေဒီကျွန်တော်အရည်သွေးပိုင်းကြီးဝေးကြီးกว่าဟာမှုတွေဒီနော်ဖြစ်တဲ့အခါမှာအဲကျွန်တော်တို့အရည်သွေးကောင်းတာနဲ့မကောင်းတာနဲ့သိအောင်လို့ကျွန်တော်ပြင်ပြပေးတာအဲ့တော့ကိုယ်ပတ်သက်မတတ်နိုင်လို့ အတက်နိုင်တဲ့ဟာဝယ်တာတော့ကြိုက်တာဝယ်ပါဖက်ကအင်ဂျင်လည်းဝယ်ပါအဲ့တော့ထိုင်းနိုင်ငံမှာဖက်ကအင်ဂျင်တွေအများကြီးဖက်တယ်တရုတ်အင်ဂျင်ဒီညံ့တယ်ထိုင်းနိုင်ငံထုတ်တဲ့ဖက်ကအင်ဂျင်ဒီတရုတ်အင်ဂျင်နဲ့တားတယ်ဒါပေမဲ့ကွန်ပျူတာနဲ့ထုတ်တဲ့ကွန်ပျူတာတစ်စိတ်အင်ဂျင်ကိုတော့ကျွန်တော်တို့ကြံတဲ့အင်ဂျင်တွေကအခုလောလောဆယ်မှာမမိသေးဘူးเนาะအဲ့တော့ထိုင်းနိုင်ငံမှာကတော့အင်ဂျင်တွေဂိုင်းတွေအမျိုးမျိုးထုတ်နေเนาะအဲ့တော့ ဂိုင်းနေရလဲဟိုတုန်းကဒီဂိုင်းနေရဟိုတုန်းကအရှည်ကြီးတွေအလုံးတွေလာတယ်နော်လက်ကင်ကအရှည်ကြီးပဲတူတဲ့တပေလောက်ပိုးရှည်တယ်နော်တကောင်လောက်ပိုးရှည်တဲ့ဂိုင်းကြီးလာတယ်နော်အဲတန်အီသွေးတွေဒီဟာပေါက်ဒီဟာကောင်းတယ်တို့ဆိုလဲအဆင်မပြေမှုတွေရှိတယ်အဲ့တော့ဒီဂိုင်းဒီလက်ရှိအနေထားအရာနော်ဒီဂိုင်းဒီလက်ရှိအနေထားအရာဒါစင်ကခန်းချမ်းဂိုင်းပေါ့ဒီဂိုင်းဒီလက်ရှိအနေထားအရာအီသွေးကောင်းတဲ့ဂိုင်းဖြစ်တယ် အဲပထမပေါ်တဲ့အပောင်းဒီညမှာ H ညမှာအပောင်းဆိုတဲ့ဂိုင်းရလဲအရင်ဆုံးလာတာအဲ့ဒီဂိုင်းရလဲပို့ပြီးတော့ကအည်သေးကောင်းနေသို့တော်လဲကျွန်တော်တို့နှစ်တည်ကြာသွားတဲ့အခါကျတော့ကျွန်တော်တို့၃နှစ်ခါမှ၁၀နှစ်၁၅နှစ်လောက်ရှိနေတဲ့ချို့အင်ဂျင်တွေအချို့ဂိုင်းတွေဆိုရင်နော်သူကအဲ့လိုအည်သေးပွာသွားတယ်အဲ့တော့အပောင်းနဲ့အပောင်းနဲ့ဂိုင်းဟောင်းတွေကပို့ကောင်းနေသို့တော်လဲနှစ်တည်ကြာသွားတဲ့အတွက်ဒီကောင်ကြီးဂိုင်းပြစ်ဖြစ်တဲ့အတွက်နှစ်တော့သူကအတိတ်ချက်ချို့ဖြစ်တဲ့အတွက်သူက နောက်ပေါ်တဲ့ဒီဇိုင်းဖြစ်တယ်သို့တော်လည်းပထမပေါ်တော့ဒီဇိုင်းဂိုင်းကိုမမီဘူးအဲ့တော့ပထမပေါ်တဲ့အပေါင်းနဲ့လာတဲ့ဂိုင်းဒီပေါ်မှာတင်လာက EN190 ဆိုတဲ့အင်ဂျင်နဲ့တင်တယ်အဲ့ EN190 ဆိုတဲ့အင်ဂျင်ဒီတရုတ်အင်ဂျင်အည်သွေးကျွန်တော်ပြောတဲ့အည်သွေး၃သားထဲမှာသူကပထမတတိယအစားပေါ့မကောင်းတဲ့အစားမှာပါတယ်နော်ဖက်ဆက်အင်ဂျင်ဖက်ဆက်အင်ဂျင်တွေကြတော့ဒုတိယနိုင်ငံဖက်ဆက်အင်ဂျင်တွေကြတော့ဒုတိယအစားထဲမှာပါတယ် ကွန်ပျူတာဒီဇိုင်းရလာပြီဆိုရင်တော့ဒါအကောင်းဆုံးအစားဖြစ်သွားပြီเนาะအဲ့တော့ဒါအင်ဂျင်နီရဲ့ဂိုင်းတွေအကြောင်းကိုကျွန်တော်သိအောင်လို့ဖတ်ပြီးတော့တင်ပြပေးပါအဲ့တော့အင်ဂျင်နီဂိုင်းတွေဘလောက်ပဲကောင်းကောင်းတာမင်းတွေရေကာတွေနောက်ကထိုင်မောင်းတွေခုနကချိန်ထားတဲ့အလိုက်ဆွဲတွေကောင်းပါလေကျွန်တော်တို့မောင်းလို့ကောင်းတယ်เนาะ ရိုးရဲနိုင်ငံထုတ်တဲ့ဘိန်းလေဒီနွားနိုင်ငံရောက်တဲ့အခါမှာမောင်းလို့မကောင်းဘူးအဲ့ဒါကိုကျွန်တော်ကကောင်းအောင်ပြန်လုပ်တယ်ကျွန်တော်တို့ကောင်းတဲ့ဒီဇိုင်းတွေပြန်လုပ်တယ်ထိုင်ပေါင်းရိုးရဲနိုင်ငံထိုင်ပေါင်းလာပါတယ်ကျွန်တော်ထိုင်ပေါင်းနဲ့ကြိုက်တဲ့နေရာမှာရှင်ပေါင်းလိုက်ကျွန်တော်တို့ထိုင်ပေါင်းကအများကြီးကောင်းတယ်မောင်းရတာအရှင်ပြေတယ်လက်ရပဲ့ရတာလက်မနာဘူးလက်မောင်းလေမနာဘူးလေထဲမှာဆိုင်ကယ်မောင်းနေလားမောင်းလို့ရတယ်ရိုးရဲနိုင်ငံလာတဲ့ဘိန်းကြီးထိုင်ပေါင်းနေပြီးမောင်းရတာ เนาะကျွန်တော်တို့လက်တွေနာတယ်เนาะလက်ရပဲရလားမကောင်းအလိုက်ဆဲမကောင်းမြန်မာနိုင်ငံကိုလာတဲ့ဟာကိုပြောလာဒါပေမဲ့သူတို့နိုင်ငံမှာကဒိတဲ့ကောင်းနဲ့ဒိတဲ့ကောင်းနဲ့ခိုင်မောင်းနေဒိတဲ့ကောင်းနဲ့ဂီယာပေါက်ကြီးအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံကိုတော်တော်တည်းရောက်မလာဘူးအဲ့တော့ဒါလေးကိုကျွန်တော်အတောင်သူတွေကိုတိအောင်လို့ဖတ်ပြီးပြင်ပြပြီးသားအားလုံးပဲကျမ်းမာချမ်းသာကြပါစေ